မှုတ်တာလားဆုတ်တာလားမသိတဲ့ဇဟတ် second rebound အားလုံးပဲမင်္ဂလာပါ EM game show နဲ့ကြိုဆိုလိုက်ပါတယ်သုံးမကြလို့ကရုံးမလိုမျိုးစွန့်ပစ်ခံထားတဲ့ဇဟတ်ဆိုတဲ့ဂျိုဒါရဲ့ epic skin ကတော်တော်လေးလာတဲ့ထဲမှာပါတယ်ဇဟတ်ဆိုတာခြေထမ်းမိတ်မေးတကောင်ဖြစ်ပြီးတော့သူ့ပါလာရင်အာယုံနောက်ရရဆိုပေမဲ့မီတာဟီးရိုးတွေနဲ့ရှင်လိုက်ရင်ဘာကောင်မှမဟုတ်တော့လို့ favorite player တွေရဲ့လွဲရင်ဘယ်သူမှမကင်မင်းနဲ့ကြောင်ထိုးထားတာခံရတယ် သူ့ပုံစံကြည့်လိုက်ရင်လည်းအယိုးစုလိုလိုနဲ့ဂျိုသားဆိုပေမဲ့လည်းကြောက်စရာကောင်းမနေဘူး။ဒါပေမဲ့ဇဟက်ရဲ့ lucky box skin ကို rebrand လုပ်ပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံးပြောင်းလဲသွားတာကဇဟက်လမ်းလျှောက်တဲ့အချိန်မှာဖြစ်လာတဲ့ animation ပုံစံလေးပါ။တော်တော်လေးကိုအထာကျပြီးတော့အရင်ကထက်မိုက်သွားတယ်လို့ခံစားရတယ်။ skin design ကိုလည်းပိုကြည့်ကောင်းတော့ပြင်ပေးထားရယ်။အရင်ကထက်လည်းပိုလှသွားတယ်။ဒီစက်သက်သုံးတဲ့အချိန်မှာလည်း skin အဖက်တွေကပိုလှသွားရယ်။ပိုပြီးတော့စိုးတောက်လာတယ်။အတိတ်အကြုံအပြောင်းလဲက skin 1အကောင်လေးချရတဲ့အချိန်မှာ အရင်ကဇဟက်ရဲ့အကောင်က enemy ကိုဆွဲဆုပ်ပြီးတော့ damage ပေးရအခု revamp လုပ်ပေးမဲ့ epic skin မှာကျတော့ဆွဲမဆုပ်တော့ဘဲနဲ့အပြီးပြန်မှုတ်တော့မှာစကီအဖက်ကလည်းဘေးနားမှာအလိန်လေးတွေနဲ့ဆိုတော့ကျွန်တော်ကတော့သဘောကျတယ်နောက်တစ်ခုဇဟက်ရဲ့ဥွေထုတ်လိုက်ရင်ဥွေကဘလင်းဘလင်းဖြစ်နေတာတော်တော်လေးမိုက်တယ်အာဒီမိတ်တုံးပြီးတော့အကောင်ကြီးပြောင်းတာကအရင်ကနဲ့ဘာမှမထူးကြဘူးဒါပေမဲ့ဇဟက်ရဲ့အကောင်ကြီးကအရင်ကထက်ပိုပြီးတော့ပြီးပြင်သွားတယ်အခုမှပဲကြောက်စရာကောင်းသွားတယ်ညီကြီးရဲ့နေဖောက်ထွက်လာတဲ့အထာနဲ့ဆိုတော့ကျွန်တော်ကတော့တော်တော်လေးကြိုက်နေပြီ အခုကြည့်နေတဲ့ထဲမှာမေဘလီယာတွေဂျာဟာအပစ်စကင်ရှိတဲ့သူတွေပါလားမမတစ်ချက်မန်းခဲ့လို့ရပါတယ်ဒီဗီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့တပိုင်းမှာ